မင်္ဂလာပါဗမာနော်အဒီနေ့မှာတော့ဒီ trading log မှာပေါ့နော်တော်တော်များများသုံးကြတဲ့ candlestick အကြောင်းကိုဘဟုတုတအနေနဲ့ sharing လေးလုပ်ပေးချင်ပါတယ် canastic ဆိုတာကကြတော့ပေါ့နော်ဒီ stock တို့ forest တို့ crypto တို့ဒါမှမဟုတ်လည်း commodities ပေါ့နော်ဒီရွှေတို့ရေနံတို့လိုမျိုး assets တစ်ခုရဲ့ဈေးနှုန်းလှုပ်ရှားမှုတွေကိုတက်မှတ်ထားတဲ့ time frame အတွင်းမှာပဲပြသပေးတဲ့ချက်အမျိုးအစားပဲဖြစ်ပါတယ် canastic တတိုင်းစီကပေါ့နော် key price လေးမျိုးကို ဖော်ပြပါတယ်အဲ့ဒါတွေကတော့ဒီ open ပေါ့နော်စစချင်းဈေးနှုန်းအဖွင့်ဈေးနှုန်း close အဆုံးသတ်ဈေးနှုန်းအပိတ်ဈေးနှုန်းနဲ့ high ပေါ့နော်အမြင့်ဆုံးဈေးနှုန်းရဲ့ low ဆိုပြီးတော့မှအနိုင်ဆုံးစီးနှုန်းတို့ပဲဖြစ်ပါတယ်။ candidate မှာအဓိကအပိုင်းနှစ်ပိုင်းရှိတယ်ပေါ့နော်ပထမတစ်ခုကကြတော့ body ပါဒါကကြတော့ဒီ open နဲ့ close ဈေးနှုန်းကိုပြတဲ့အပိုင်းဖြစ်ပြီးတော့မှအစိမ်းရောက်ဆိုရင်တော့ဈေးနှုန်းတက်သွားတယ်အနီရောက်ဆိုရင်တော့ဈေးနှုန်းကျသွားတယ်လို့ဆိုလိုပါတယ် ုတိယတစ်ခုကကြတော့ဒီ wig ပေါ့နော်ဒါမှမဟုတ် shadow ဆိုလို့လည်းပြောကြပြီးတော့မှ body ရဲ့အပေါ်ပိုင်းနဲ့ဒီအောက်ပိုင်းမှာရှိတဲ့မြင်းချောင်းလေးပေါ့နော်သူကကြတော့ high နဲ့ low ဆိုပြီးတော့မှအမြင့်ဆုံးဇေနှုန်းနဲ့အနိမ့်ဆုံးဇေနှုန်းလေးကိုပြသပေးပါတယ် အဲ့လိုမျိုးပေါ့နော်အတော်ဝင်တဲ့ candlestick ချက်တွေကဘယ်တော့ကပေါ်ပေါက်ခဲ့တယ်လဲဆိုရင်ကြောင့်သူကဒီလွန်ခဲ့တဲ့နှစ်ပေါင်း300ကျော်ကပေါ့နော်ဂျပန်နိုင်ငံမှာစပြီးတော့မှပေါ်လာတာပါ စကတာမျိုးကဒီမိုနီဟီဆာဟောမာလို့ခေါ်ရဲပေါ့နော်ဂျပန်စံကုန်တဲ့တူကနေပြီးတော့မှစပြီးတော့တည်ထွင်ပြီးတော့မှအတုံးပြုခဲ့တာပဲဖြစ်ပါတယ်သူကကြတော့ဒီဈေးကွက်ရဲ့လှုပ်ရှားမှုတွေကပေါ့နော်ဒီ supply ဆိုတဲ့ရောင်းလို့အားနဲ့ demand ဆိုတဲ့ဝယ်လို့အားတက်တက်မဟုတ်ပဲနဲ့လူတွေရဲ့ emotion ပေါ့နော် လူတွေရဲ့ fear နဲ့ greed ပေါ့ ူတို့ရဲ့ကြောင်ယုံမှုနဲ့လောဘတွေကြောင့်ဖြစ်ပေါ်တာကိုတတိထားမိခဲ့ပြီးတော့မှအဲ့ပုံစံတွေကို မြင်တာအောင်လို့ candlestick တွေကိုတည်ထွင်ခဲ့တာပဲဖြစ်ပါတယ်။နှစ်ပေါင်းတော်တော်ကြာတဲ့အထိပေါ့နော်။ဒါကဂျပန်ရဲ့လျှို့ဝှက်နည်းပညာတစ်ခုဖြစ်ခဲ့ပြီးတော့မှ 1980ကျော်လောက်ရောက်မှဒီ Steve Nissen ဆိုတဲ့ American Analysis တူကအနောက်နိုင်ငံတွေကိုမိတ်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။သူရေးတဲ့ပေါ့နော်ဒီ Japanese Candlestick Chatting Technique ဆိုတဲ့စာအုပ်ကြောင့်လူတွေကသိလာကြပြီးတော့မှဒီ Analysis တူဟာပေါ့နော်ဒီ Stock တို့ Forest တို့ Crypto တို့ပြင်ဒီ Commodities ပေါ့နော်ရွှေတို့ရေနံတို့အဲ့ရဲ့ဈေးကွက်တွေအားလုံးရဲ့ Standard တစ်ခုဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။ ဒါဆိုရင် trader တွေကဒီ candlestick chart တွေကိုဘာကြောင့်ကြည့်ကြတယ်လဲဘာကြောင့်သုံးရတယ်လဲပေါ့နော်အဓိကအားဖြင့်ကတော့ဒီ candlestick တွေကဘန်တို့ကိုပေါ့နော်ဈေးကွက်ရဲ့ psychology တွေကိုပါဖတ်နိုင်အောင်လို့သူကတစိမ့်တစ်ပိုင်းကူညီပေးပါတယ် candlestick တွေကနေဘန်တို့နားလည်နိုင်တာတွေကကြတော့ who is in control ပေါ့နော်။ဘာယာဆိုတဲ့ဝယ်တဲ့သူတွေနဲ့ဆယ်လာဆိုတဲ့ရောင်းတဲ့သူတွေမှာပေါ့နော်။ဘသူကဒီဈေးကွက်ကိုလွှမ်းမိုးထားတယ်လေ။နောက်တစ်ခါ momentum ပေါ့နော်။သူတွေရွေ့အားတွေဘလောက်အားကောင်းနေလဲအားပြော့နေတယ်လေ။နောက်တစ်ခါကျတော့ reverse potential ပေါ့နော်။လမ်းကြောင်းပြောင်းပြန်လန်နိုင်တဲ့အလားအလာရှိတလားဆိုတာတွေပဲဖြစ်ပါတယ်။အဲဒါကတော့ဒီ candlestick ဆိုတာဘာလဲ။ဘာကြောင့်တုံကြတယ်လဲဆိုတာလေးကိုအချင်းချင်း sharing လေးလုပ်ပေးတာပဲဖြစ်ပါတယ်။ candlestick pattern တွေလည်းအများကြီးရှိသေးတယ်ပေါ့နော်။ဒါပေမဲ့ ဒီ candle stick တစ်ခုတည်းကိုပဲကြည့်ပြီးတော့မှတော့ investment တို့ trading တို့မှာ decision ချရမှာတော့မဟုတ်ဘူးပေါ့နော် candle stick ရဲ့ဒီ tools တွေအသုံးဝင်တာလေးတွေကိုပြောပြတာမို့လို့ကိုတိုင်တရားလေ့လာပြီးတော့နားလည်အောင်လုပ်ပြီးမှပဲအသုံးပြဖို့ကတော့ပိုအရေးကြီးပါတယ်။ဒါဆိုရင် candle stick နဲ့ပတ်သက်ပြီးတော့မှဆွေးနွေးချင်တာလေးတွေရှိရဆိုရင်လည်း comment လေးမှာရေးပေးခဲ့ပါအောင်နော်။အခုလိုမျိုး knowledge sharing လေးတွေစိတ်ဝင်စားရဆိုရင်လည်း fan ကို subscribe နဲ့ follow လေးလုပ်ထားပေးပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်။